တမင်လာသားမိမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့ဥစွာပရမတောက်ကုန်ဆက်တာကတော့ပြပါလိမ့်တမင်လာသားသမီးများအတွက်22ရက်17လ2025ကနေပြီးတော့28ရက်17လ2025ထိတပတ်စာဟောစရံကကြမအကြောင်းအကျိုးအကောင်းအဆိုးများကိုဟောပြောတင်ပြပေးခြင်းပါလိမ့်တမင်လာသားသမီးများဒီတပတ်အတော်တည်းမှာကိုယ့်ရဲ့ဆုံးရှုံးထားတဲ့ငွေကြေးတွေမရရှိတော့ဘူးလို့ထင်တဲ့ငွေကြေးတွေဒီလိုငွေကြေးမျိုးလေးတွေ ြန်လည်ရရှိလာနိုင်တယ်။ဆုံးရှုံးပြီးထင်တဲ့အရာလေးတွေပြန်လည်ပြီးတော့အကောင့်ထဲပေါ်လာလိမ့်မယ်။တချို့သောကိစ္စရပ်တွေဒီမှာလုပ်ငန်းကန်ကန်တွေရပ်နာထားတဲ့လုပ်ငန်းကန်ကန်တွေခါကြလို့ရှိရင်ကိုကဟိုမလုပ်ဖြစ်တော့ဘူးလို့ထင်တဲ့လုပ်ငန်းကန်ကန်တွေပြန်လည်စတင်ရတာမျိုးတွေကြုံတွေ့ရတတ်တယ်။နောက်တစ်ချက်မှာအလုံးလျှောက်ထားတဲ့သူတွေအလုံးနဲ့ပတ်သက်ပြီးတော့အလုံးကန်ရှာနေတဲ့သူတွေကိုလိုချင်တဲ့အလုံးကန်ကိုမတင်မှတ်ပဲအလုံးကန်ပြန်ရလာနိုင်တယ်အလုံးကန်ပြန်လဲအဆင်ပြေလာနိုင်တယ်အောင်မြင်လာနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေဒီဒီဘက်မှာရှိတယ် နောက်တစ်ချက်မှာကတော့လုပ်ငန်းကိုင်ကန်နဲ့ပတ်သက်လာရင်တော့လည်းကောင်းငွေရေးကြီးနဲ့ပတ်သက်လာရင်တော့လည်းကောင်းတချို့ရရရှိတဲ့ငွေကြီးတွေမရဘူးဖြစ်နေတယ်အချိန်ကြာစွာမရဘူးဖြစ်နေတဲ့ငွေကြီးတွေပြန်လည်ရရှိလာနိုင်မယ်တချို့တော့အရာလေးတွေပစ္စည်းဝယ်လောင်ထားတဲ့သူတွေဘယ်အရာမျိုးနဲ့မဆိုပေါ့နော်ငွေကြီးရင်းနှီးမြှုပ်နှံထားပြီးတော့ငွေကြီးမြုပ်နေတဲ့သူတွေမပေါ်ဘူးဖြစ်နေတဲ့သူတွေငွေပြန်မပေါ်ဘူးပစ္စည်းသာရှိတယ်ငွေမရှိဘူးငွေကြီးအဆင်မပြေတော့ဘူးเนาะ တချို့သောပစ္စည်းတွေရောင်းမထွက်သေးဘူးလို့ထင်တဲ့ပစ္စည်းမျိုးလေးတွေဒီလိုမျိုးလေးတွေရှိတယ်ဆိုလို့ရှိရင်ဒီလူတွေဒီပစ္စည်းတွေမကြခင်ရောင်းထွက်သွားလိမ့်မယ်မကြခင်မှာငွေကြေးနဲ့ပတ်သက်တဲ့အရာလေးတွေပြန်လဲပေါ်ပေါက်လာလိမ့်မယ်ရရှိစရာကိစ္စရပ်လေးတွေပြန်လဲပေါ်ပေါက်လာလိမ့်မယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့အခက်အခဲဖြစ်နေတဲ့သူတွေဆုံးရှုံးထားတဲ့သူတွေတခါကြလို့ရှိရင်မရတော့ဘူးထင်တဲ့အကျွေးမြင်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေဒီတစ်ပတ်မှာငွေကြေးနဲ့ပတ်သက်တာပြန်လဲရရှိလာလိမ့်မယ်မရတော့ဘူးထင်တဲ့အရာတွေပြန်လဲရရှိလာလိမ့်မယ်ကုန်ဆုံးသွားပြီထင်တဲ့အရာလေးတွေပြန်လဲပြီးတော့ ဖြစ်ပေါ်လာလိမ့်မယ်ပြန်လဲရရှိလာလိမ့်မယ်တချို့တော့အရာလေးတွေမှာဟိုနှစ်အတန်ကြာပေါ့နော်ပျောက်ဆုံးနေတဲ့ပစ္စည်းတွေရှိတယ်ဆိုလို့ရှိရင်ဒီပစ္စည်းမျိုးလေးတွေပြန်လဲပေါ်လာတာမျိုးပြန်လဲတွေ့တာမျိုးဒါမျိုးလေးတွေကြုံတွေ့ရတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေဒီစက်မှာကြုံတွေ့ရတတ်တယ်နောက်ထပ်တစ်ချက်ကတော့ဒီစက်အတော်တွင်မှာမိမိရဲ့ပတ်ဝန်းကျင်မှာတော့လကောင်းမိမိရဲ့မိသားစုစီမျိုးအတိုင်းဝိုင်းတွေရဲ့အတိမိတ်ဆွေတွေထဲမှာတော့လကောင်းနိုင်ရင်းနဲ့ပတ်သက်တဲ့သတင်းလေးတွေစီးရုံစီးကန်းနဲ့ပတ်သက်တဲ့သတင်းလေးတွေကျမ်းမာရေးနဲ့ပတ်သက်တဲ့သတင်းလေးတွေကြားရလိမ့်မယ် နိုင်ရင်းနဲ့ပတ်သက်တဲ့တခင်ကြားပြီဆိုလို့ရှိရင်လည်းမကြခင်မှာငွေကြေးနဲ့ပတ်သက်ပြီးငွေလုံးဝနဲ့ခဲခဲနဲ့ဝင်လာလိမ့်မယ်မရတော့ဘူးထင်တဲ့အရာလေးတွေပြန်လည်ရရှိလာလိမ့်မယ်ငွေကြေးနဲ့ပတ်သက်ပြီးဆုံးရှုံးထားတဲ့အရာလေးတွေမထင်မှတ်ပဲနဲ့အမျက်အစွန်ပြန်လည်ပေါ်လာပါလိမ့်မယ်နော်ကျမ်းမာရင်းနဲ့ပတ်သက်ရင်တော့လည်းကောင်းစေယုံစေကန်နဲ့ပတ်သက်ရင်တော့လည်းကောင်းနိုင်ရင်းနဲ့ပတ်သက်ရင်တော့လည်းကောင်းဒီလိုသတင်းမျိုးကြားခဲ့တယ်ဆိုလို့ရှိရင်လည်းကြားတဲ့နေရာကိုသွားပြီးတော့နိုင်ရင်းနဲ့ပတ်သက်တဲ့ကိစ္စရရှိတယ်ဆိုလို့ရှိရင်သွားရောက်ပြီးတော့ကိုကြီးလောက်ကైမှာ စီယုံစီကံနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်လည်းစီယုံစီကံနဲ့ပတ်သက်တဲ့ဒူတွေကိုတွားရောက်ပြီးတရင်မေးတာမျိုးအားပေးစကားပြောတာမျိုးဒါမျိုးလေးတွေရောလောက်ရလိမ့်မယ်ဒီလိုလောက်ပြီးွားပြီးဆိုလို့ရှိရင်လည်းမကြခင်မှာမိမိရဲ့ခက်ခဲနေတဲ့ငွေကြီးတွေအဆင်မပြေဘူးဖြစ်နေတဲ့အရာတွေပြန်လဲအဆင်ပြေလာလိမ့်မယ်အဆင်ပြေစရာကိစ္စရက်လေးတွေလမ်းကြောင်းလေးတွေပေါ်လာလိမ့်မယ်ပေါ်လာစရာရက်သက်တစ်ဖက်ဖြစ်တယ်တချို့တော့ကိစ္စရက်တွေမှာလုပ်ငန်းလုတော့လုံနေတယ်တို့လို့တန်လန်းဖြစ်နေတဲ့သူတွေအလုပ်ကိုလုတော့လုံနေပါရဲ့ အရင်ကြီးမပြည့်စုံဘူးတချို့တော့တချို့တဝက်နဲ့ရက်ဆိုင်ထားရတယ်ဆိုတဲ့သူတွေရက်ဆိုင်ထားတဲ့လုပ်ငန်းတွေပြန်လည်စတင်ရလိမ့်မယ်ရက်ဆိုင်ထားတဲ့အရာတွေပြန်လည်ပြီးတော့အသက်ဝင်လာလိမ့်မယ်အသက်ဝင်ပြီးတော့ကိုယ်လုပ်ငန်းတွေပြန်လည်ဦးမောလာလိမ့်မယ်တချို့တော့လုပ်ငန်းလေးတွေပြက်စီတော့မလို့လို့ရက်ဆိုင်တော့မလို့လို့တွေးနေတဲ့သူတွေအာမလျှော့ပါနဲ့လို့အကြံပေးခြင်းပါတယ်ဒီတစ်ပတ်မှာကိုယ့်ရဲ့ဆုံးရှုံးတော့မယ့်အရာတွေပြန်လည်ပေါ်ဝင်လာလိမ့်မယ်ပေါ်ပြန်လည်ပြီးတော့အကောင့်ထဲပေါ်လာလိမ့်မယ်မထင်မှတ်ထားတဲ့ အကူညီကောင်းနေအထက်လူကြီးရတော့လည်းကောင်းဒါမှမဟုတ်လို့ရှိရင်မိမိတို့ရဲ့လိုအပ်နေတဲ့ငွေကြေးတွေကိုအကူညီကောင်းလေးတွေပေးလာမဲ့သူတွေပေါ်လာလိမ့်မယ်ပေါ်လာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုဒီတစ်ပတ်မှာအခက်ခဲလေးတွေရှိတယ်ဆိုလို့ရှိရင်ကိုအခက်ခဲလေးတွေပြည်လည်သွားမဲ့ရက်တက်တစ်ပတ်လို့ဆိုရမှာဖြစ်တယ်ဆုံးရှုံးခါတဲ့အရာလေးတွေပြန်လဲရရှိနိုင်တယ်ပြန်လဲပေါ်ပေါက်နိုင်တယ်ဒီတစ်ပတ်မှာတော့အထူးသတိထားရမယ့်ကိစ္စရက်လေးတချို့တော့ကိစ္စရက်လေးနည်းနည်းကတော့စိတ်ကူးရင်မမှားဖို့တော့လိုတယ်တချို့တော့အရာလေးတွေမှာ ကိုယ်စိတ်ကထင်တိုင်းဒုံနဲ့ဒိုင်းနဲ့ထထုတ်တတ်တဲ့သူတွေစိတ်ကထင်တိုင်းစိတ်ဒေါသကြီးတတ်တဲ့သူတွေအတွက်စိတ်နဲ့နဲ့ထိမှုတော့ကိုတော့အကြံပေးခြင်းလေစိတ်ထင်ရာထထုတ်မိမယ်ဆိုလို့ရှိရင်တော့အန္တရာယ်ပိုများတယ်အခက်ခဲပို့ပြီးတော့ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်။ဒါကြောင့်လို့ရှိရင်စိတ်ကူးယင်ပြီးတော့စိတ်ကူးမှားတဲ့ပုံစံမျိုးလေးတွေကြုံတွေ့ရတတ်တယ်။ငွေကြေးနဲ့ပတ်သက်ပြီးအယံကာရောစိတ်ကူးမယင်ပါနဲ့။ငွေကြေးနဲ့ပတ်သက်ပြီးတော့အယံကာယောကြီးလက်မလော်မိစေဖို့အတွက်ကိုတော့အကြံပေးခြင်းပါတယ် ီရက်ပိုင်းမှာရပြီးသားငွေတွေလက်လော်မိရင်တော့ပြန်ဆုံးရှုံးသွားတတ်တယ်သို့တော်လည်းဒီလိုဆုံးရှုံးမှုမဖြစ်ရအောင်ကိုယ့်ရဲ့စိတ်ကူးလေးတွေကိုကိုယ်ကိုယ်တိုင်ခေတ္တခဏထိမ့်သိမ့်မှာခေတ္တခဏစိတ်ဒေါသမဖြစ်အောင်စိတ်မညံ့အောင်တော့အကြံပေးခြင်းပါတယ်တချို့သောຢာလေးတွေမှာတင်းလာသားမင်းများဒီတစ်ပတ်တော်တယ်မှာစိတ်ထိခိုက်တာမျိုးစိတ်ထပ်ပေါက်ပိတ်တာမျိုးကိုယ်စိတ်နဲ့ကိုယ်ကိုအရာရာကိုစိတ်တိုင်မကြတာမျိုးဒါမျိုးလေးတွေကြုံတွေ့ရတတ်တယ်နောက်တစ်ခုယင်နဲ့ပတ်သက်ရင်ဆက်နဲ့ပတ်သက်တဲ့ဒူတွေနော် ကားစီးနေတဲ့ရင်တော့လကောင်ဒါမှမဟုတ်လို့ရှိရင်ဆက်ဘင်းဆိုင်ကစီးနေတဲ့သူတွေတော့လကောင်ဒါတွေရှိတယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးသတိထားဖို့လိုတယ်ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးငွေကြီးကုန်ကျများတတ်တယ်ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့အမှုခင်နဲ့ပတ်သက်တဲ့အရာစီးုံစီကန်နဲ့ပတ်သက်တဲ့အရာကျမ်းမာရေးနဲ့ပတ်သက်တဲ့အရာတွေကိုဒုက္ခပေးသွားတတ်တဲ့အခြေအနေပိုင်းဆိုင်ရာဒီရက်တက်တဖက်မှာကြုံတွေ့ရတတ်တယ်ကြုံတွေ့ရတတ်တဲ့အတွက်ကြောင့်မို့လို့အတတ်နိုင်ဆုံးစီးုံစီကန်နဲ့ပတ်သက်တဲ့အရာလေးတွေဆက်ပစ္စည်းနဲ့ပတ်သက်တဲ့အရာလေးတွေအန္တရာယ်မဖြစ်အောင်ကိုယ်စိတ်ကိုယ်ကိုထိန်းမှုအတွက်ကိုတော့အထံပေးခြင်းတယ် နော်စက်ပစ္စည်းသုံးဆွဲနေတဲ့သူတွေဆိုလို့ရှိရင်လည်းနည်းနည်းလေးဟိုဟိုတတိဝိဒ္ဓယလေးမပြတ်ဖို့အတွက်ကိုတော့အကြံပေးခြင်းနဲ့တတိလွတ်လို့ရှိရင်တော့စက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့အန္တရာယ်ဖြစ်တတ်တယ်အခက်ခဲကြုံတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးမှာဒီတစ်ပတ်ကြုံတွေ့ရတတ်တယ်နော်အဲ့လာပါမိများအတွက်ကျမ်းမာရှင်နဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေကိုဆက်လက်ပြီးဟောကြားပေးကြပါမယ်။ကျမ်းမာရှင်နဲ့ပတ်သက်လို့ရှိရင်နည်းနည်းတော့တတိထားတချို့သောအရာလေးတွေမှာဖြစ်ပြီးသားယောဂယောဂဟောင်းဝေဒနာဟောင်းလေးတွေပြန်လဲပေါ်လာတတ်တယ်။ ယောဂဟောင်းဝေဒနာဟောင်းတွေပြန်လဲခံစားတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေဒီစက္ကမှာကြုံတွေ့ရတတ်တယ်။အခြေအနေနဲ့ပတ်သက်လာလို့ရှိရင်တချို့အဆက်အသွယ်ပြတ်နေတဲ့သူတွေအိမ်အောင်ရင်းနဲ့ပတ်သက်ပြီးတော့တရားနဲ့တရားလမ်းကွဲနေတဲ့သူတွေအခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်တဘောတာမတိုက်ဆိုင်လို့တရားနဲ့တရားလမ်းခွဲသွားတဲ့သူတွေဒီလိုလူမျိုးတွေရှိရဆိုလို့ရှိရင်တော့ဒီတစ်ပတ် အတော်အတွင်းမှာအခြေအနေနဲ့ပတ်သက်ပြီးပြန်လဲပေါင်းစည်းခြင်းဖြစ်ပေါ်လာနိုင်တယ်။မိမိနဲ့အဆက်အသွယ်ပြတ်နေတဲ့သူတွေဆိုလို့ရှိရင်လည်းမိမိအနာကိုပြန်လဲရောက်ရှိလာနိုင်တယ်။အဆက်အသွယ်ပြတ်နေတဲ့သူအတွေအချင်းချင်းဒီတစ်ပတ်မှာ ပြန်လဲပြီးတော့အဆက်အသွယ်ရရှိလာနိုင်တယ်နော်အိမ်အောင်ဘက်နဲ့အိမ်မောကဆင်းသွားတဲ့သူတွေနော်အိမ်အောင်ဘက်နဲ့အကြောင်းမျိုးမျိုးလမ်းကွဲနေတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်ဒီတစ်ပတ်မှာအိမ်အောင်ဘက်တွေနဲ့ပြန်လဲပေါင်းစည်းရတဲ့အခြေအနေပိုင်းဆိုင်ရာမျိုးတွေအကယ်၍ပျောက်ဆုံးနေတဲ့သူတွေနဲ့ဆိုလို့ရှိရင်လည်းပြန်လဲတွဲဆောင်ရတတ်တဲ့အခြေအနေပိုင်းဆိုင်ရာမျိုးလေးတွေဒီတစ်ပတ်မှာကြုံတွေ့ရတတ်တယ်ကြုံတွေ့ရတတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အတတ်နိုင်ဆုံးမိမိတို့ရဲ့ ဒါအချက်ဟောင်းတော့၎င်း EA တော့၎င်းဒါမှမဟုတ်လို့ရှိရင်အဆက်တွေပြတ်ပြီးတော့ကိုတန်းတနေတဲ့ဒူတယောက်ရောက်တော့၎င်းစိတ်ထဲမှာရှိတယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးအမှတ်ထားပါဒီလူတွေဒီတပတ်တော်တွေမှာအကြောင်းအမျိုးမျိုးနဲ့အဆက်တွေပြန်လောက်လာတာမျိုးအကြောင်းမျိုးမျိုးနဲ့မိမိအနာကိုပြန်ရောက်လာတာမျိုးဒါမျိုးလေးတွေကြုံတွေ့ရတတ်တယ်ကြုံတွေ့ရတတ်တဲ့ချက်တတ်တပတ်လို့ဆိုရမှာဖြစ်တယ်နော်အိမ်တွင်းရေးအိမ်အောင်ရေးနဲ့ပတ်သက်လာလို့ရှိရင်တော့နည်းနည်းလေးတော့သတိထားစေချင်တယ် အမျိုးသားတော့၎င်းအမျိုးသီးသမီးတော့၎င်းအိမ်တွင်းရေးအိမ်ဆောင်ရေးမှာကိုယ်အိမ်ဆောင်ရေးတည်တော့အိမ်ဆောင်ရေးတည်တတ်မယ်ဒါပေမဲ့အပြင်မှာစမ်းပွင့်တာတို့လက်ပွင့်တာတို့ဖြစ်တတ်တယ်အပြင်မှာစမ်းပွင့်နေဆိုတဲ့အတွက်အိမ်ဆောင်ရေးရှုပ်သွားတာတို့အိမ်ဆောင်ရေးမတင်မှတ်ပဲနဲ့အိမ်ဆောင်ရေးအရှုပ်ပေါ်တာတို့နော်အိမ်ဆောင်ရေးမှာတယောက်နဲ့တယောက်ဟိုကိုယ်ဘာကို နေနေရင်တလန်နဲ့တစ်ဖက်ကလုံးဝမပြီးတာအနာကတ်လာပြီးခွာခတ်တာမျိုးဒါမျိုးလေးတွေကြုံတွေ့ရတတ်တယ်ကြုံတွေ့ရတတ်တဲ့အတွက်ကြောင့်မို့လို့ကိုမတင်မှတ်ပဲအိမ်ဆောင်ရေးပြဿနာလေးတွေပေါ်တတ်တယ် ိမ်နောင်ကြီးနဲ့ပတ်သက်ပြီးတော့အခက်ခဲမျိုးလေးတွေအမှုခင်မျိုးလေးတွေကြုံဆုံရတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်။ဒါမျိုးလေးတွေတော့သတိထားဖို့လိုတယ်။တချို့တော့အရာလေးတွေမှာအလောက်ကင်နဲ့ပတ်သက်တော့ဒါတော့လကောက်မြေကိစ္စနဲ့ပတ်သက်တော့ဒါတော့လကောက်အမွေကိစ္စနဲ့ပတ်သက်တာဒါတော့လကောက်နော်ဒီဘက်မှာအမှုခင်နဲ့ပတ်သက်ပြီးတော့ကြုံဆုံရတတ်တဲ့ဖြစ်ပေါ်ရတတ်တဲ့စကားပြောဆိုရတဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေစကားများများပြောဆိုရတဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံဆုံရတတ်တယ်ဒီတစ်ပတ်မှာတိုင်းလာသားသမီးတွေကတော်တော်များများမှာပတ်ဝန်းကျင်ကိစ္စလူမှုရေးကိစ္စ နော်ကိုနဲ့မဆိုင်တဲ့တခြားသူကိစ္စတွေနဲ့အချိန်ကုန်နေတတ်တယ်။လူပင်မစိတ်ပင်မဖြစ်မှုပေါ်နေတတ်တယ်။ထားကြလို့ရှိရင်ငွေကြီးနဲ့ပတ်သက်ပြီးတော့ကိုအိတ်ထဲကစိုက်ပြီးသူများကိုကူညီရတယ်ဆိုတဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေဒီတစ်ပတ်မှာကြုံတွေ့ရတတ်တယ်။ဒီလိုကြုံတွေ့ရတတ်တဲ့အတွက်ကြောင့်မို့လို့လေတင်းလာသားသမီးတွေအတန်းနိုင်ဆုံးသူများကိုကူညီတဲ့အရာလေးတွေဆိုတော့နည်းနည်းလေးသတိထားပါ။လိုအပ်တဲ့အခါမှာသာလျှင်ကိုကိုအသုံးချပြီးတော့ပြီးွားတဲ့အခါကျလို့ရှိရင်မိမိဒီဘာမှမဟုတ်တဲ့ဘလို့လို့ဘလို့ဘသူမှမကူညီခဲ့တယ်လို့ ကျေးဇူးကန့်တတ်တဲ့သူမျိုးတွေနဲ့ကြုံတွေ့ရတတ်တဲ့ရသက်တပတ်ဖြစ်ပါတယ်။တင်းလာသားသမီးများအတွက်အခက်ခဲအခိုင်အမာလေးတွေပြည်ပြောက်သွားဖို့အခက်ခဲအခိုင်အမာလေးတွေဒီပြည်လည်ပြီးတော့ကောင်းကျိုးလေးတွေပုံမရရှိလာနိုင်ဖို့ကျွန်တော်ရရရာနဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေခေါ်ကြပေးခြင်းပါတယ်။ရရရာနဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေဒီဒီဘက်မှာအဝေးကြီးလောက်ကြမလို့ပါဘူး။ဖျားမှာတော့လည်းကောင်းဒါမှမဟုတ်လို့ရှိရင်မမိအိမ်မှာတော့လည်းကောင်းဖျားမှာမိချောင်းသို့မဟုတ်မိလုံးတစ်လုံးမိချောင်းသို့မဟုတ်မိလုံးတစ်လုံး ထုံပြီးတော့အသက်ဝယ်လူပူဇော်ပေးပါဒါဆိုလို့ရှိရင်မမီးရဲ့အခက်ခဲအကြက်တဲလေးတွေရော့ပြီးတော့မမီးလောက်ကင်တဲ့တဲ့အရာလေးတွေအလင်းရောင်လေးတွေညင်ရပါလိမ့်မယ်ကောင်းကျိုးလေးတွေတွေးဆောင်ရပါလိမ့်မယ်တင်းလာသားသမီးများအားလုံးကိုစိတ်နှဖျားစမ်းမချမ်းသာကြပါစေလို့ဆုတောင်းမြတ်တာပို့တာရင်းနဲ့တင်းလာသားသမီးများအတွက်ဟောဒီနေရာမှာလည်းရန်နာဝင်ပြပါ